ငငယ်တော့နေခဲ့တဲ့ရွာတော့ပြန်ပြည်နယ်ရှမ်းပြည်နယ်နဲ့နည်းနည်းဆက်မှာရှိရပါတော့။အဲ့ရမှာဆိုရင်အခုနောက်နောက်ဖြစ်စစ်တပ်နဲ့တိုင်းတိုင်းနဲ့နိုင်ငံနဲ့ဘလို့ဖြစ်ကြတယ်အဲ့ဒီနေရာမှာလည်းဘယ်ဒါဖြစ်တော့ထပ်ပြရတဲ့နေရည်နဲ့ရှိပါတော့။ညမိုးချုပ်ပြီဆိုလို့လုံခြုံတဲ့နေရာမှာတော့အဲ့ရ မိသားစုမှောင်နှမနေရတော့ရှိအောင်ရှိရင်အားလည်းရပဲလောက်ကန်စားတော့ကြရပါတော့ဖောင်းကိုရ90နောက်ပိုင်းမှာဆိုရင်တော့ဒီဖြစ်လေးဖြစ်ရနဲ့ရင်ဆိုင်ရတာနေအဲ့မှာကာလန်ရင်နဲ့ဖြစ်တဲ့စားတော့ဆရာဆိုခက်ခဲတယ်လူကြီးလည်းခက်ခဲတယ်ဘောနော်အဲ့မှာဆိုနေ့တိုင်းဆိုရင်ကြောင်းသူနဲ့ပဲထမင်းစားရတယ်ဘောနော် အားရမှာအလိုမျိုးလုံးလုံးလောက်မရှိဘူးနော်အဲ့လိုအရင်ခက်ခဲတဲ့အခြေအနေတွေလည်းကြုံရတာပေါ့နော်အမတယောက်ဆို16နှစ်ပဲရှိသေးတယ်ဗောနော်အဲ့မှာပြောတော့မဖြစ်သေးပါဘူးမိနဲ့ဖေကငွေကြီးရှိတဲ့လေယာပိုင်တဲ့လူတယောက်နဲ့ပြီးသားဗောနော်အဲ့မှာသူကမလူချင်းမလူချင်းနဲ့အတင်းပြီးသားခဲ့ကြတယ်ဗော ခဲလာတဲ့ငယ်တောက်စားရတဲ့ပြီးခဏခဏမောက်ရိုက်တယ်ဒီရတဲ့အကြောင်းရင်းဆိုရင်အမကသူ့ထဲလက်ဆက်မနဲ့16မိနစ်กว่าတော့တော်ဝင်တူရပြီးကျောင်းရှိကျောင်းရှာတော့မောင်ရိုက်တယ်ဒီလိုခဏခဏရင်ပြတော့မမခံစားနိုင်ခလေးတရားရလက်အတိုင်းလည်းရရလက်အတိုင်း ရက်ွက်လူကြီးတွေသာသနာဆရာတွေတိုင်ပြောတယ်ဒါနှိမ့်ဆက်ခံရလို့ပေါ့နော်ဝဲခွင့်ပေးပါပေါ့ဘယ်လိုမျိုးတော့ပြောတော့မိသားစုပြုကွဲသွားအောင်တော့ငါလည်းရလို့ပိုင်ခွင့်ရှိဘူးပေါ့နော်အဲ့လိုမျိုးပြောပြီးတော့ရေးလည်းမပြေဘူးပေါ့နော် ဲ့ဒီအချိန်မှာကိုရီးယားတိလိုက်ရတာပါလို့ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်မဒီကိစ္စဆိုရင်ဘယ်နေရာပဲဖြစ်ဖြစ်ဘဒူးမှရင်းယူပြီးမှမရှိဆိုတာတိသွားတယ်အမေဆိုလဲငူငယ်လေးကလည်းဖေးရိုက်တာမြင်နေရတယ်အမေကအသက်ကြီးတယ်မှကြိုက်ခံရတယ်ဘာလို့ထင်အောင်ဆိုးလဲဆိုရမှရှိတဲ့မြို့သမီးလေးနဲ့အတိုင်းပဲငင်းပန်းနှိမ့်ဆဲတာကြံဖဲတာတွေကတော့ရိုးရတယ်လို့ဖြစ်နေရပါတော့ ဘာမှရှိတဲ့မြေသွင်းချုပ်ဆိုရင်တော့ခါတိဆိုစစ်တပ်သားရဲ့လားတူတူအိတ်လိုက်ရပြီးရင်တောင်းယူကိုရင်းနဲ့ကြံခဲ့တယ်ဒီရှင်ပြောရဆိုအမျိုးသမီးတွေထူတွေဆိုရင်အိမ်မှာကြံဖက်ခံရတဲ့မျိုးပြီးရင်စစ်တပ်ကကြံဖက်ရတဲ့မျိုးဆိုအဲ့ဒီစိတ်နဲ့ပေါ့နော်မင်းကလေးမဖြစ်ချင်တော့ပြီးရင်ရောက်ကြလေးလူပဲနေချင်တော့တယ်မဖြစ်ဘူးကိုလုံးချုံတယ်လို့ခံစားရရလေဒါကြောင့်လို့ရောက်ကြလေးပုံစံပဲနေငယ်ငယ်လေးတွေရမယ် ်ငငယ်တော့ဖြည့်နေတရားဖြည့်ချင်တယ်ဒီလိုအမျိုးသမီးတွေအမှားတို့ကြံဖက်မှုတွေကြုံတွေ့ခဲ့ရလို့ရှင်တရားဆွဲအရေးပြီးတာလုပ်ပေးချင်တယ်သူတို့တရားများတမ်းမှုရှာဖွေဖို့ထုတ်ပေးချင်တယ်ဒါမှငငယ်တော့အိမ်မက်အတိုင်းတော့မဖြစ်လာပြီမဲဘောနော်2010မှာဆိုရင်မျိုးသမီးဖွဲ့တစ်ဖွဲ့မှာအင်တန်ဆင်းခဲ့ရပါနော်ဒီမှာပညာသင်တယ်2017မှာဆိုတော့ Women Safe House ကို တည်ထောင်လိုက်တယ်ပြီးမှအဲ့ဒီအိမ်တွင်းချက်ဖိမိခံရတဲ့မြို့သမီးအတွက်ပေါ့နော်နောက်ပြီးတော့ဒီအတ္တမပြုချင်းခဲတဲ့မြို့သမီးခင်းလေးငယ်တွေအတွက်ဆိုတရားနာထမှုရအောင်ဆောင်ရွက်ပေးနိုင်ခဲ့တယ်ပေါ့နော်တရားရင်ဆိုင်မှုတွေလည်းလုပ်ပြီးရဒီပြုချင်းခံရတဲ့မြို့သမီးအတွက်ဆိုစိတ်ပိုင်းဆိုင်ရာတွေပြန်လည်ထူထောင်ဖို့အတွက်ကူညီဆောင်ရွက်ပေးတာတွေလည်းရှိရပါနော်အဲ့ဒီ2013မှာဆိုရင်တော့ဒီ73နှစ်အရွယ်ကလေးလေးတယောက်ကိုစစ်တပ်တိုင်းရင်းက တယောက်ကသူကအတမဖြူချင်းနဲ့ခစ်တခုကြုံခဲ့ရတာပေါ့နော်။အဲ့ဒီခေမှာဆိုရင်တရားရင်ဆိုင်နေအဲ့ဒီအမှုရင်ဆိုင်တဲ့အချိန်ရှစ်လလောက်ရင်ဆိုင်တဲ့အချိန်မှာကလေးကိုလည်းကျမရေးဆောင်ရှောက်မှုလည်းအများကြီးပြင်ပြီးတော့လုပ်နေရတာပေါ့နော်။ကျွန်းလုံးတဲ့လူတွေကတော့ထောင်တန်းတက်တက်ကျွန်းတော့ကြားလိုက် ီ2023ခုနှစ်အနာသိမ်းပြီးနောက်ပိုင်းမှာတော့စစ်ကောင်စီကဗနုသူမျိုးကိုဖမ်းပြီးအတနာပြုရရှိတယ်။အမှုစုနဲ့ဖြစ်သွားတော့ဆိုတော့ကလေးရှိမှမိနဲ့အတနာပြုခြင်းပြတယ်။ကလေးကိုကြည့်ခိုင်းတယ်။ကြည့်ခိုင်းပြီးကလေးရောမိရောခါတယ်အဲ့မှာမိရှူတက်ပြတယ်ပေါ့နော်။တော့တဲ့ရှင်ခွင့်ပြုတခါတယ်။အဆက်ဖြောက်တယ်ပြန်တာကုန်တိတ်ခါလဲဆန့်ကျင်နေလောက်ရတယ်အများကြီးလို့ပေါ့ အဲ့လိုလုပ်ပြီးဆိုတရားစွဲမှုညာလည်းမရှိဘူးဘူးလို့စတော်လည်းကာလာဖြစ်တဲ့ခါကျပူဆိုးရဲ့မြန်မာနိုင်ငံတခုလုံးမှာခုနှစ်ပြီမှာအဲ့လိုကျွမ်းတဲ့ဟာပူဆိုးတာမြို့သမီးမလုံးချုံနေနိုင်ငံလည်းလုံးချုံမှာမဟုတ်ဘူးနိုင်ငံရေးအချမ်းပြတရားမျှတမှုရှိဖို့ဥပဒေစိုးမှုဖို့ဆိုရင်ဒီအမျိုးသမီးအကြမ်းဖက်မှုတွေရှော့ချဖို့လိုအပ်တယ်ပေါ့နော် ဒီအချိန်မှာကိုဖြစ်ချင်ဆုံးလို့ပြောလို့ရှိရင်ဆိုရင်မြို့သမီးရဲ့လူချုံတဲ့ဘဝတွေကိုပေးစီခြင်းနဲ့